ားပါရှင် S2 Garden Channel မှာကြိုဆိုပါရစေ S2 Today ယနေ့နှစ်ခတ်စီစဉ်မှာ2025အောက်တိုဘာ16ရက်ကြာသပတေးနေ့အတွက်ဆောင်ရွက်ရှောင်ရွက်ဆောင်ရွက်ရမယ်နှစ်ခတ်အချိန်ခါများကိုအစီအစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျမမနှင်းပိုင်နဲ့အတူမရွှေရုံအောင်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါရစေ2025အောက်တိုဘာလ16ရက် ကြာတာရင်းနေတွင်ကြာတာရင်းနေတာသမီးများအပေါ်ပုံမထီရောက်နိုင်တဲ့ကောင်းကျိုးနှက္ခတ်ခုနှစ်ပါးနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှက္ခတ်ချင်းကားတွေကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ ဗုဒ္ဓဦးနဲ့ညတကောင်ကျော်ပြီးဂျာတာရင်းနေအကူနနန်း12နာရီ16မိနစ်မှာနနန်း12နာရီ36မိနစ်ချိန်တွင်မှဆိုရင်တော့ဖုံးကန်ကြီးမြင့်မဲ့ဒဏ္ဍခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။နနန်း3နာရီ17မိနစ်မှာနနန်း3နာရီ31မိနစ်ချိန်တွင်မှဆိုရင်တော့စန္ဒအောင်မြင်ပြီးမြစ်တိုင်ကန်ကောင်းမွန်စေမဲ့ဆုံးနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ ညနေ4:18မိနစ်မှာညနေ4:38မိနစ်ချိန်တွင်မှဆိုရင်တော့ဘယ်လုံငန်းမျိုးကိုမဆိုလောက်ကိုင်ဆောင်ရွက်ပါကအထွတ်ထည့်ရောက်ရှိအောင်မြင်နိုင်တဲ့အဓိပတိနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ4:18မိနစ်မှာညနေ4:38မိနစ်ချိန်တွင်မှဆိုရင်တော့ရာထူးဩဇာအနာကြီးမြင့်စီမဲ့ထိဖြူနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ည9:56မိနစ်မှည8:16မိနစ်ချိန်တွင်မှဆိုရင်တော့အိမ်ချမ်းမြေအရောင်းဝကိစ္စရပ်များအကျိုးပြုစီမဲ့စင်ဖြူနက်ခတ်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည9:18မိနစ်မှာည9:38မိနစ်ချိန်တွင်မှဆိုရင်တော့ငွေကြေးရွှေငွေရတနာနဲ့ထိကန်ဆမ်းမှုကံကောင်းမှုစီမဲ့ရတနာနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ဗုဒ္ဓဟူးနေ့ညတကောင်ကျော်ပြီးကျန်တာရင်းနေ့အကူနနက်7:33မိနစ်မှာနနက်7:53မိနစ်ချိန်တွင်မှဆိုရင်တော့သာသမိရတနာထွန်ကားရရှိစီမဲ့တန်ဒီနခတ်ကင်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်ကြာတာပရိသတ်သမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျနှက်ခတ်နှင့်ပတ်သက်တဲ့နှက်ခတ်အခြေခံတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နက်နက်9နာရီ53မိနစ်မှနက်နက်6နာရီ3မိနစ်အချိန်တွင်းမှဆိုရင်တော့မတော်တဆထိခိုက်ဒဏ်ရာရရှိမှုတွေတေကြီးပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နက်နက်8နာရီ36မိနစ်မှနက်နက်8နာရီ56မိနစ်အချိန်တွင်းမှဆိုရင်တော့အမှုခင်းပြဿနာတွေစိတ်ပူပန်စရာတော့ကတွေဖြစ်စေနိုင်တဲ့တော့ကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နက်နက်6နာရီ17မိနစ်မှနက်နက်6နာရီ31မိနစ်အချိန်တွင်းမှဆိုရင်တော့ ်ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့စေတိုင်းနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါလေရှင်။နေ့လေ2:28မိနစ်မှာ နေ့လေ2:48မိနစ်အချိန်တွင်းမှာဆိုရင်တော့မိတ်ဆွေသင်္ကားများဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတုနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။နနက်2:58မိနစ်မှာနနက်3:18မိနစ်အချိန်တွင်းမှာဆိုရင်တော့အလုံစီးပွားကိစ္စရပ်တွေမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မိင်္ဂနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်အချိန်ဂါရီယာဆိုရင်တော့ကျန်တာပရင်းနေသားသမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်အချိန်ဂါရီပဲဖြစ်ပါရဲ့ရှင်ဒီနှက်ခတ်အချိန်ဂါရီကိုသမီးတို့ရဲ့ဇေယျဆရာဦးဇေယျကိုမကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်သမီးတို့ရဲ့ယနေ့နှက်ခတ်စီစဉ်ကိုကြည့်ရှုပေးခဲ့ကြတော့မိဘပြည်သူ